ဒီနေ့မှလည်းအင်အားအတန်အတင်ရှိတဲ့ငလင်းတွေကဆက်လက်ပြီးတော့လှုပ်ခတ်နေတာဖြစ်တဲ့အတွက်ပြည်သူလူထုချားမှာတော့ငလင်းနဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ပူပန်ရမယ်အနေထားမှာရှိကြောင်းကိုမြန်မာငလင်းကော်မတီကလည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီကနေ့မှလည်းအင်အားလေးရသမအထက်တွေပဲတောက်လျှောက်လုပ်တဲ့အထူးသဖြင့်တော့မန္တလေးတိုင်းဒေသကြီးနေပြည်တော်နယ်ပြည်ဦးလင်းတို့မှာကျွန်တော်လှုပ်တာကိုတွေ့ရတယ်။မနေ့ညထုံးကလည်းရန်ကုန်တိုင်းဒေသကြီးတိုင်ကြီးမြို့နယ်မှာလှုပ်သွားတယ်။ဒီညဘာဖြစ်အောင်မလဲမသိဘူး။ဂျပန်ပညာရှင်တို့ကတော့ ိုနေကပဲရောင်မြို့နယ်အနီးမှာရှိတဲ့ဖျားပုံပင်လယ်ပြင်မှာလှုပ်ခတ်သွားတာဖြစ်တဲ့အတွက်တကယ်လို့သာအဲ့ဒီပင်လယ်ပြင်တွေပေါ်မှာအင်အား6အထက်နဲ့ခနစ်အထက်သာလှုပ်ခတ်သွားပြီဆိုရင်တော့ဖြစ် ARR တိုင်းရောင်ဝန်တိုင်းနဲ့သလင်းတားကြီးတိုင်းကန်ယူနန်သျှောက်ကဒေတာကပြည်သူတွေဟာဆူနာမီနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်ဆိုပြီးတော့ပေါ်ပြထားတာကိုလေကျွန်တော်နေနေတွေးရပါရိထပ်ပြီးတော့မလို့ဝသားအကြောင်းအနေနဲ့တင်ပြပေးချင်ပါရိမလို့ဝသားမြန်ရှင်ဦးဝင်းနိုင်ကတော့ ISN WH ချက်ကတော့တဲ့ မင်္ဂလာပင်လယ်အော်ထရိတ် AB လာရှေ့နှင်းမှာစတင်ပြီးတော့မုံတိုင်းဖြစ်လာနိုင်ကြက80ရာခိုင်နှုန်းရှိကြောင်းထုတ်ပြန်ထားတယ်။လူများဆိုရင်နေတဲ့မိုးရွာသွန်းနိုင်မှုအခြေအနေကသလင်းတိုင်တိုင်းမိုင်မှုအတင်းနဲ့ထပ်ပိုရွာနိုင်ပြီးတော့ချန်ပီယံတိုင်းဒေသကြီးတွေမှာမိုးရွာနိုင်မဲ့အခြေအနေတွေဖြစ်လာနိုင်ပေမယ့်မိုးအယံအယံကြီးတော့များနိုင်မှာမိုးချောင်းကိုမိုးလိုသာပညာရှင်ဦးဝင်းနိုင်ကပြည်သူတွေကိုအရေးပေါ်ပဲအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။သို့တော်လေငလင်တန်းတဲ့ဒေသများဖြစ်တဲ့နော်မန္တလေးစကိုင်းတိုင်းအပါအဝင် ေရာဒေသတချို့မှာလာမယ့်9ရက်အတွင်းမှာအချိန်ခါမို့မိုးထချုံရွာမယ်လို့သိရတယ်ဆိုတော့အခုချိန်မှာပြည်သူတွေဟာအများကြီးပဲငလင်တန်တဲ့ပြည်သူတွေဟာယာယီတဲ့နဲ့အိတ်နေကြတယ်ဗျာဆိုတော့မိုးလို့သားတည်င်းတွေကိုဆက်ဆက်မပြတ်နားစုမှုလို့ရတယ်။အခုချိန်မှာကေဆွေးလုံငန်းတွေလုံးကြရတယ်မမိနေမှာမရဲကြသေးဘူး။အပြင်မှာပဲလမ်းမပေါ်မှာပဲအိတ်နေကြသေးတဲ့ခါကျတော့ငလင်ကဆက်လက်ပြီးတော့စိတ်ချလို့မရသေးတဲ့ခါကျတော့နော်ပြည်သူတွေအနေနဲ့မိုးလို့သားတည်င်းကိုဆက်ဆက်မပြတ်နားစုမှုတွေဒီကနေ့ပဲတိုက်တွန်းပြရစီဗျာ။